ုတ်ရှိကိုကိုကိုအားမရဘူးသဘောမကျအောင်ဆိုရင် you create another version of you ကိုရဲ့တခြားပုံစံအစ်တစ်ခုဖန်တီးရမယ် တွေတော်တော်များများပြောကြပါတယ် be yourself don't change yourself ကိုပုံစံတိုင်းပဲနေပါကိုကိုကိုမပြောင်းလဲပါနဲ့ဒါပေမဲ့အဲ့ဒါအမြင်မှန်နေလားဆိုတော့အမြင်မှန်မနေဘူးခင်ဗျားတို့ဘဝမှာတကယ်ပျော်ရွှင်မှုအစ်စရာဖို့အတွက်အခုလက်ရှိလုံးနေတဲ့တချို့အရာတွေကိုပြောင်းလဲပြစ်နိုင်ရမယ်တချို့အရာတွေဆိုတာကိုကိုစိတ်နစ်စေတဲ့အတွေးတွေကိုကိုနောက်ကျကြံကြံလုံးနေတဲ့အရာတွေဒီအရာတွေကိုကလုံးနေမိတယ်ဆိုရင်မလုံးမိအောင်ကိုကိုကိုပြောင်းလဲရမယ် ဘာလို့လဲဆိုတော့အရာအလုံးကအချိန်နဲ့တပြေးညီပြောင်းလဲနေတာကမ္ဘာမြေကြီးကလည်းပြောင်းလဲနေတယ်ထွန်နီတူစွာပဲ လူတဦးတယောက်ချင်းစီတိုင်းဟာလေသူတို့လိုချင်တဲ့ dream life ကိုရဖို့အတွက်ဘယ်လိုအမြန်စူးစမ်းရမလဲဆိုတဲ့နည်းလမ်းတွေကိုရှာဖွေကြံစလာကြတယ်ကိုကိုကိုတိုးတက်လောင်စူးစမ်းလာကြတယ်အခုလိုမျိုးနီးပညာခင် IT ခင်မှာဆိုရင်ပိုပြီးတော့တည်တာလာပါတော့အဲ့တော့ကိုကအခုလိုမျိုးပြောင်းလဲနေတဲ့ခင်ရည်စီကြောင်းနဲ့အညီ adaptation ရအောင်မနေတတ်ဘူးဆိုရင်တော့သူများနောက်ကျန်ခဲ့လိမ့်မယ်ဥပမာကိုကဒီနီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့မလေးလာပဲနေလိုက်မယ်ဆိုရင်တကယ်ဒီ IT ကိုအသုံးချပြီးတော့ career တစ်ခု brand တစ်ခုတိဆောက်ထားတဲ့ ူတွေနဲ့နှစ်ပေါင်း9နှစ်10နှစ်20လောက်ရောက်လို့ရှင်ကြည့်လိုက်တဲ့အခါမှာကွာခြားချက်အကြီးကြီးတွေ့ရလိမ့်မယ်။ဒါကြောင့်တချို့အရာတွေကပြောင်းလဲဖို့လိုရယ်ဆိုတာဒါမျိုးပြောတာ။လုံခဲ့တဲ့နှစ်ပေါင်း10နှစ်20လောက်ကဆိုရင်အစတင်တဲ့လုပ်ပဲထားပါစို့ဖီနာရိုတွေ ကျောင်းမှာစတင်ကြရတယ်၊ဝင်ဂိုက်ဒီမှာစတင်ကြရတယ်။ဒါပဲပြီးသွားပြီ။ဒါပေမဲ့ online ပေါ်မှာ online teaching စပြီးတော့ကြည်ကြဲပြင်းပြင်းဖြစ်လာတာဒီ covid အတွင်းပေါ့နော်။ covid lockdown အတွင်းမှာလူတွေကအိမ်မှာပဲနေကြတယ်။စတင်ခြင်းနဲ့ကလေးတွေဆိုရင်လည်းကျောင်းတွေကလည်းမဖွင့် university ကလည်းပိတ်တော့သူတို့အိမ်မှာပဲစတင်နိုင်မဲ့နည်းလမ်းတွေကိုကျန်စကြရတယ်ပေါ့နော်။အဲ့ဒီအချိန်ကနေစပြီးတော့ online teaching အစပြီးတော့ခေတ်စားလာတာအခုချိန်ကြီးပဲပေါ့။အဲ့တော့ကိုကဒါပါဆိုဆရာဆရာမတယောက်ဖြစ်တယ်။ ဒီ covid ကာလမှာအပြင်မှာလဲစာရီတင်လို့မရဘူးသူများတွေက line ပေါ်မှာစာရီတင်နေကြတယ်အဲ့ဒါဆိုရင်ကိုကဘာလုပ်မှာလဲဒီတိုင်းပဲနေနေမှာလားဒီ video editing နဲ့မလုပ်တတ်ဘူး zoom application နဲ့လည်းမသုံးတတ်ဘူးဆိုပြီးတော့ဒီတိုင်းပဲနေနေမှာလားနေလို့တော့ရတယ်ဒါပေမဲ့သူများနေတဲ့တန်းတူဝင်ငွေတခုတော့ရလာမှာမဟုတ်ဘူးအကယ်၍ကိုကအခုလက်ရှိကိုကိုကိုသဘောမကျဘူးပြောင်းလဲဖို့လည်းမကြိုးစားဘူးဆိုရင်တော့တုံရင်ကတုံရင်ပဲဖြစ်နေလိမ့်မယ်အဲ့လိုအချိန်မျိုးမှာဆိုရင်ရောကိုကိုကိုစိတ်နဲ့အာရမှုရှိမှာလား တကယ်လို့အဖြစ်ရနိုးဆိုရင်တော့စိတ်တက်လူတင်တဲ့ဘဝတက်ကိုစတင်မှုပြောင်းလဲမှုတွေလုပ်ရမှာမကြောက်နဲ့လွန်ခဲ့တဲ့၄နှစ်လောက်တုန်းကပြည်နာဘဝကိုပေါ်ပေါ်တင်တယ်ပဲဖြတ်တန်းခဲ့တာအဲ့ဒီအချိန်ကဒီ covid တွေဖြစ်လို့အကြောင်းနေပိတ်နေတဲ့အချိန်ပေါ့နော်။ဘာစားမှလည်းမလေးလာဖြစ်ဘူး။ပြီးတော့အစားအသောက်လည်းမစင်ကျင်တော့ အဝိတ်လည်းတက်လာတယ်ဝိတ်တက်လာတာနဲ့အများလူကတနေ့တခြားနေရတာမအိမတားကြီးဖြစ်လာတယ်ပြီးတော့လေ့ကျင့်ခန်းလည်းပုံမှန်မလုပ်ဖြစ်ဘူးလေ့ကျင့်ခန်းပုံမှန်မလုပ်ဖြစ်တော့တခုခုဆိုလေးလေးပင်ပင်ဖြစ်နေတာကိုကိုကိုကျမ်းမာတယ်လို့လည်းမခံစားရဘူး fit ဖြစ်တယ်လို့လည်းမခံစားရဘူးပိုဆိုးတာကြတော့ဝင်ဝင်မရှိတာပေါ့နော်အဲ့တော့ဒါဒီအားလုံးပေါင်းပြီးတော့ final ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားလုံးအဖက်ဖက်ကနေပြီးတော့ချို့ယွင်းလာတာအစပြီးတော့ခံစားမိလာတယ်အဲ့တော့ဒီနေ့ဖင်နာကိုကိုကိုပြန်ပြန်မေးခွန်းထုတ်လိုက်တာပေါ့နော်ဒီတိုင်းနေနေရတာကို အဆင်ပြေလားသဘောကျလားဘာလို့လဲဆိုတော့ပြန် Facebook ပေါ်တက်လိုက်တိုင်းတချို့တွေကနိုင်ငံသားမှာကျောင်းသားတက်ပွဲအင်္ဂလိပ်စာရေးလေ့လာနေကြတယ်တချို့တွေကြောင့်လည်းကိုပိုင်စီးပွားရေးလေးတွေတနင်္ဂနွေပိုင်းစပြီးတော့လုံးနေကြတဲ့အချိန်မှာကိုကအိတ်လိုက်စားလိုက်တဲ့အချိန်ကိုအကျိုးမရှိကုန်ဆုံးနေတဲ့လူမျိုးဖြစ်နေတာပေါ့နော်အဲ့တော့တခုခုပြောင်းလဲမှရမယ်ဘယ်ကနေစမလဲဆိုတော့ ဖီနာရဲ့ဒီ physical ဘိုင်းနဲ့စလိုက်မယ်လို့တွေးလိုက်တယ်။အဲ့တော့ weight ချဖို့အတွက်စပြီးတော့စဉ်းစားရတယ်။နံပါတ်1ဖီနာကကိုယ့်ရဲ့ physical appearance နဲ့ပတ်သက်ပြီးတော့တိတ်ပြီး view site တဲ့တယ်မပါဘူး။ကိုယ့်ဘာတကူရုပ်ဆိုးနေတာပဲဖြစ်ဖြစ်ဝါးနေတာပဲဖြစ်ဖြစ်ပိတ်နေတာပဲဖြစ်ဖြစ်ဘယ်သူကကြီးဆိုင်မှာလဲပေါ့နော်။အဲ့လိုမျိုးတွေးတတ်တဲ့သူမျိုး။ဒါပေမဲ့ပတ်ဝန်းကျင်ကတော်တော်ကြီးဆိုင်တယ် နော်ကိုဝိတ်တက်လိုက်လေဝိတ်တက်လာတဲ့အရာဟန်နဝါလာရဲ့နော်ဘာညာလမ်းမတွေ့နေအောင်ပါလေဟယ်လိုဘာမင်္ဂလာပါဘာညာစနှုတ်စတာမဟုတ်ဘူးတွေ့လာနေအဲဝါလာရင်တော့အသားမဲသွားရင်တော့စသဖြင့်ပေါ့နော်မြန်မာလူမျိုးတွေရဲ့အကျင့်စရိုက်ပေါ့အဲ့တော့ဖင်နန်ကကိုကိုကိုဝိတ်တက်လာမှန်းတော့မသိဘူးအမ်သူများတွေပေါ့နော်ပဝင်းကြာသူတွေပြောကတ်မှဟာငါတော်တော်ကြီးဝါနေပါလားဆိုပြီးတော့ကိုကိုစပြီးတော့တတိချားမိလားသူတို့လည်းကျေးဇူးတင်ရမလို့တော့ဖြစ်နေပြီအဲ့လိုကို reminder လုပ်ပေးလို့ပေါ့နော်အဲ့တော့ ငါဒီတိုင်းတော့လူတွေတွေ့တိုင်းကဝါလာတယ်ဆိုပြီးပြောတာတော့မခံနိုင်ဘူးတခုခုတော့ပြောင်းလဲရမယ်ပြီးတော့ဒီဒီလိုဖြစ်နေရလဲကြိုက်လာဆိုလည်းမကြိုက်ဘူးအဲ့တော့ဝိလေကြာကျင်တဲ့စက်မမလည်းဖြစ်နေတဲ့အတွက်ဖင်နာ homework လေးလုပ်ဖို့အစားပြီးစဉ်းစားလိုက်တယ်ပေါ့နော်ကနကနေမှာကြည်ပြင်လာဖြစ်တဲ့အတွက်ဒီ gym တွေဘာတွေလည်းမရှိဘူး gym station တွေမရှိတော့အိမ်မှာပဲ workout လုပ်ဖို့စပြီးတော့စဉ်းစားလိုက်တယ်ဒါပေမဲ့ ဘယ်ကနေဘလို့စားလို့ရမှာလဲမသိဘူးအဲ့တော့ဗနာ research တွေပါတယ်လုပ်ကြည့်တယ်ဝေးကြဖို့အတွက်အကောင်းဆုံးနည်းလမ်းပါတယ်ပါတယ်ရှိမလဲပေါ့နော်အဲ့တော့နောက်ဆုံးမှဗနာ idea တစ်ခုရသွားတယ်ပထမတစ်ခုကကြတော့အဲဒီ workout လုပ်တာပေါ့နော်နောက်တစ်ခုကကြတော့ diet workout နဲ့ diet ကို balance ပြင်အောင်လုပ်ဖို့တကယ်ဝေးကြချင်တယ်ဆိုရင်လေ့ကျင့်ငယ်တစ်ခုရဲနဲ့လည်းမဖြစ်ဘူးဆို workout ကို diet ကို balance ပြင်အောင်ညှိနိုင်မှာအကို ဒီ wait time နဲ့ process ကလည်းအောင်မြင်ဖြစ်မှာပေါ့နော်အဲ့တော့ workout နေနေဆိုရင် funeral ကခနာကိုတစ်ခုလုံးကအစီလောင်ကျွမ်းခြင်းတဲ့အတွက်ကြောင့် fat burning workout တွေဖြစ်တဲ့ cardio workout တွေကိုအရင် try ကြည့်တယ် cardio workout တွေဆိုတာကတော့နှလုံးကို work ကြမ်းများပေးရတဲ့လေ့ကျင့်ခန်းလိုမျိုးပေါ့နော်ဥပမာခုံရတဲ့လေ့ကျင့်ခန်းတွေအဲ့တော့ cardio workout တွေအရင် try နေပြီးတော့မှကို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 ရစ်စ်သွားပြီလို့ချင်သွားတဲ့အချိန်ကျတော့ muscle training workout တွေကိုဆက်ပြီးတော့လုပ်တယ်သူကကြတော့ဒီ muscle group တစ်ခုချင်းစီကို specific focus focus ထားရတဲ့လေ့ကျင့်ခန်းတွေပေါ့ဥပမာကအဘိုက်မှာ muscle ထွက်ချင်တာလားလက်မလေးကြည့်ကြည့်လေးဖြစ်ချင်တာလား back muscle ထွက်ချင်တာလားတင်မလုံးလုံးလေးဖြစ်ချင်တာလားခြေောက်လေးတွဲချင်တာလားစသဖြင့်ပေါ့နော်အဲ့လို muscle training workout တွေကိုနောက်ပိုင်းကျဆက်ပြီးတော့လုပ်ဖြစ်သွားတယ်လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ finner ကကိုယ်ချင်တဲ့ကိုလုံးချင်တဲ့လေ့ကျင့်ခန်းတွေကို ရှောက်ပြီးလုံညာမဟုတ်ဘူး YouTube မှာ Chloe Jing ဆိုတဲ့ channel ရှိတယ်သူစီမှာ website လည်းရှိတယ်သူ website မှာဆိုရင်ဒီ weight challenge တွေခေါ်တာရှိတယ် program လေးနေလာတာပေါ့เนาะဥမာရက်30အတွင်း weight ကြရမယ်နှစ်ပတ်အတွင်းဘိုင်းမှာတင်မလားအစီကြပြီးတော့11 lines တိပေါ်လာမယ်စသဖြင့် program လေးရှိရဲ့အဲ့ program ကြီးကလည်းတကယ်ကြည့်ရောက်တယ်ပြန်လာလုံးဝအမှတ်ခံတယ်သူပြောရတဲ့ အတိုင်းတေချာလိုက်လုပ်ပေးနိုင်မယ်ဆိုရင်တိတာရဲ့ reset တခုတော့ရလာလိမ့်မယ်ဆော့ဖီနာကသူ့ program တွေ try နဲ့ diet အနေနဲ့အကြတော့ intermittent fasting လုပ်တယ် intermittent fasting နဲ့ပတ်သက်ပြီးတော့လေဖီနာဒီ channel ရဲ့အစမှာတင်ပြတာလေးရှိရပါတော့အသေးစိတ်ကြည့်ချင်ရင်အဲ့ဒီ video လေးမှာတွားပြီးကြည့်လို့ရတယ်အဲ့တော့ဖင်နာက workout ကို intermittent fasting ကိုနှစ်ခုလုံးကိုစိတ်ချလိုက်ရှိနေတိတိကျကျလေးလုံးလာလိုက်တာ6လလောက်နေတော့အခုလိုမျိုး result လေးရလာတယ်တိတိလေး အကြော်လည်းပတ်ဝန်းကျင်ကဘာပြောလဲဒီလားဟဲပိန်သွားလိုက်တာဘာမှမရှိတော့ဘူးအယိုးပဲကျန်တော့တယ်ကဲဒါတော့ဖင်နာကိုကိုပြောင်းလဲခြင်းနံပါတ်၁ဝေးချလိုက်တာပေါ့နော်ဆက်ပြီးတော့ဖင်နာကပတ်စံရှာဖို့စဉ်းစားတယ်ပတ်စံရှာဖို့ဆိုတာလဲပြောတော့ဒါလွယ်တာတကယ်တမ်းကျတော့ how ဘယ်လိုရှာမှာလဲအဲ့တော့ဖင်နာကဆယ်နှုန်းကငါးဘာသာကုန်လူထွက်ခဲ့တယ်ပေါ့နော်အင်္ဂလိပ်စာလွယ်ပြီးတော့ကျန်တဲ့ငါးဘာသာထွက်တယ်အဲ့တော့ ဒါလေးကိုကိုယ့်ရဲ့ advantage လေးကိုအသုံးချပြီးတော့အိမ်မှာအာဒီ seren clay တွေကို ren clay တွေကို guide တွေပါတယ်သင်ပေးရပါတော့เนาะအဲ့တော့အကနေစပြီးတော့ဝင်ငွေလေးရလာတယ်တစ်ချိန်တည်းမှာပဲအာ finna english အောင်လဲစပြီးတော့လေ့လာဖြစ်တယ်တနည်းလောက်နေတော့ finna က음ငါအခုလိုလေ့လာတဲ့ tips တွေကို ကျန်တဲ့တခြားသူတွေကိုလည်းမျှဝေပေးခြင်းလိုက်တာဆိုပြီးတော့ Flow by Finna ဆိုတဲ့ page လေးကိုစပြီးတော့ထောင်းလိုက်တယ်။ခင်ကောင်းလည်းပဲပြောရမလားအချိန်တိုတွင်းမှာပဲ Finna ရဲ့ page လေးကလူသိများသွားပြီးတော့အမြင်သွားခဲ့ရပေါ့။ဒါပေမဲ့အဲ့ဒီလူမျိုးမအမြင်ခင် Finna ရင်းခဲ့ရတာအများကြီးရှိတယ်။အချိန်တွေအများကြီးရင်းခဲ့ရတယ်။24/7 အမြဲလိုလိုပေါ့နော်သူများတွေပျော်နေတဲ့ချိန်မှာကိုကတော့ script idea တွေစဉ်းစားရတယ်ဗီဒီယိုတွေရရတယ် editing တွေလုပ်ရတယ်ပြီးတော့ရင်လည်းငါလောက်တာအောင်မြင်မအောင်မြင်မလားဆိုတဲ့အတွေးတွေဝင်တယ်ဘာလို့လဲဆိုတော့အရာအလုံးကကိုတို့အစ်တလူတွေဖြစ်နေတာအဲ့တော့ယုံကြည်မှုလည်းတိတ်ပြီးတော့မရှိခဲ့ဘူးပြီးရင်ကိုချစ်ခင်ရတဲ့သူတွေအတွက်လည်းအချိန်ကကောင်မပေးနိုင်ခဲ့ဘူးဒါပေမဲ့လည်း is definitely worth it ကိုအတွက်တန်ပါတယ်ဘာလို့လဲဆိုတော့အခုအချိန်တွေတခုချီရောက်လာခဲ့လို့ပေါ့ဖင်နန်ကတနည်းလောက်ဒီ Binary Page မှာအင်္ဂလိပ်စာ content လေးတွေစတိုက်တင်နေတယ်တနည်း နေပြီးတော့ပြန်လာအင်္ဂလိပ်စာသင်တန်းနေစပြီးတော့ခေါ်ပြစ်တယ်အဲ့လိုမျိုးအင်္ဂလိပ်စာသင်တန်းစခေါ်တဲ့အချိန်က life changing game changing moment ပဲဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကနေစပြီးတော့ Fina ရဲ့ financial status ကမြင့်လာရပေါ့เนาะပြောချင်တာက financially stable ဖြစ်လာတယ်ကိုရှောက်ပေါ်ကိုရက်တည်ပြီးတော့ပထမဆုံးပတ်စံရှာတက်လာတယ်ပြီးရင်အိမ်ဝင်လေ၆ပတ်ပေးနိုင်သွားတယ်အခုစေတက်ကတူတက်နေရအောင်မှ Fina အိမ်ကနေပြီးတော့တပြားလေးဆက်မမယူဘဲနဲ့ကိုယ့်ရဲ့ဝင်ငွေနဲ့ပဲဒီကြောင်ဆက်ပြီးတော့တက်ဖြစ်နေရပါဘော အဲ့လိုလေးနဲ့ပဲအဆင်ပြေလာတာအခုဆိုရင်ဖင်နာအသက်23နှစ်ပြည့်သွားပြီပေါ့နော်ဖင်နာ page ကိုစပြီးတော့ create လုပ်သွားဆိုရင်အသက်16နှစ်ပဲရှိသေးတယ်အဲ့တော့20 21 22 23အခုဆိုရင်ဒါ၄နှစ်ရှိသွားပြီပေါ့ဖင်နာရဲ့ content creator life journey ကအဲ့တော့ဖင်နာဒီနေရာမှာ page နဲ့ message က ကောင်းသောပြောင်းလဲခြင်းတွေကစိတ်ချမ်းသာမှုပေးတဲ့ကိုဘဝကိုလည်းအကြီးကျယ်ပြောင်းလဲစေနိုင်တယ်။အဲ့တော့ဖင်နာရဲ့အဖြစ်ပြက်အနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒီတော့ကလူတွေပြောတော့လည်းဂူမဆိုင်တင်မလို့ဝါကျင်လည်းဝါပါစေ၊နေချင်းကလည်းမလုံနိုင်ဘူး၊ပြီးတော့ရင်ဘာ content creation မှလည်းမလုပ်ဘူး၊စာလည်းမသိဘူး။ဘာညာအဲ့လိုတွေးလိုက်မယ်ဆိုရင်အခုဒီလိုမျိုးဖင်နာဖြစ်လာမှလားဆိုတော့ no ဖြစ်လာမှာမဟုတ်ဘူး။အဲ့တော့ကောင်းသောပြောင်းလဲခြင်းတွေကစိတ်ချမ်းသာမှုပေးတယ်။အကြီးကအရေးကြီးတာကအကောင့်အခြေဖော်ဖို့ပဲ။ ကိုကဘာလို့ကျင်တာလဲဘာဖြစ်ကျင်တာလဲအဲ့တော့ကိုဖြစ်ကျင်တာကိုလိုကျင်တာကိုရဖို့အတွက်အကောင့်ထဲစပြီးတော့ဖော်ရမယ် action စယူရမယ်ကိုယ်လိုချင်တာရဖို့စူးစမ်းနေတဲ့အချိန်တွင်းမှာလည်းဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေကိုလည်းကြိုတင်ဒါစဉ်းစားထားတတ်ဖို့လိုရပေါ့နော်ဘယ်ရမှလိုလွယ်ဖြစ်မလာဘူးအဲ့တော့ကိုကကိုလိုချင်တာရဖို့စူးစမ်းနေတဲ့အချိန်မှာ ဘယ်လိုမျိုးအခက်အခဲတွေနဲ့အဲရင်ဆိုင်ရတတ်လဲဆိုတာကိုဒါကိုတို့ပြောစဉ်းစားရပြီးတော့အဖြေရှာလာဖို့လိုတယ်ဖင်နာဆိုရင်ဒီ content creator လောကတွေကိုစပြီးဝင်လာတော့ကခေါင်းထဲမှာ ဘာမှမတွေ့တာဘူးဗီဒီယိုလုပ်မယ်တင်လိုက်မယ်ဒါပဲပေါ့နော်ဒါပေမဲ့ page ကအောင်မြင်သွားတာနဲ့အညီလူတွေကိုယ့်ကိုချီးကျူးလာတာနဲ့အညီဒီ negative comments တွေပါအနောက်ကနေတွဲပါလာတဲ့ပေါ့နော် တချို့ကိုယ့်ကိုမလိုလားတဲ့သူတွေပေါ့ပြီးရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုသဘောမကျတဲ့သူတွေအကြောင်းကိုယ့်ဝေဖန်တိုက်ခိုက်ကြမယ်ပေါ့ကွာဒါတော့ content creator တိုင်းကြုံရမှာပဲအဲ့တော့အဲ့လို comment မျိုးတွေကိုခံနိုင်ရှိဖို့အတွက် final ကြိုတင်ပြင်ဆင်လာခြင်းမရှိခဲ့ဘူးအဲ့တော့အဲ့လို comment မျိုးတွေနဲ့ထိတ်တရင်ဆိုင်ရတဲ့အခါမှာအရင်တော့ကပေါ့နော် page ကိုစပြီးထောင်တော့အသက်ကလည်း16နှစ်กว่าငငယ်လေးပဲရှိသေးတယ်။အဲ့ဒီအချိန်မှာဒီလိုမျိုး negativity တွေ criticism တွေကို handle လုပ်နိုင်မှုဆိုတာမဖြစ်နိုင်သေးဘူး။အဲ့လောက်ထိလည်းမြင့်ကျက်သေးတော့တော်တော်ခံလိုက်ရတယ်ပေါ့နော်။နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့စိတ်ကလေးထားတတ်သွားတာအခုဆိုရင်ဖင်နာကကိုကိုကောင်းမဲ့ခြင်းလို့ပေးတဲ့ feedback တွေပဲယူတော့တယ်။ကိုယ့်ကိုကောင်းစေချင်လို့အော်ဖင်နာဒါလေးကတော့ဒီလိုလေးလုပ်ဖို့လိုနေတဲ့အဲ့လိုအပြုတ်သဘောမျိုးဆောင်တဲ့ comment မျိုးဆိုရင်ဖင်နာကလက်ခံတယ်။ပြီးရင်ကိုယ့်ကိုကိုပို့ပြီးတော့အရေးချင်းရှိလာတဲ့သူတယောက်ဖြစ်အောင်လို့ကြိုးစားတယ်။ဒါပေမဲ့အကြောင်းရင်းမရှိဘဲနဲ့ဝေဖန်တိုက်ခိုက်တဲ့ comment မျိုးဆိုရင်တော့အတက်နိုင်ဆုံးဖင်နာ skip သွားတယ် delete လိုက်တယ်။ဒီပုံကိုကိုဖင်နာရဲ့ channel ဒါမှမဟုတ် page ကနေပြီးတော့အပီးတိုင်းဖင်နာ content မျိုးမတွေ့ရတော့အောင်လို့ဒါ ban ဖြစ်တယ်။ ါဘလော့ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာပဲအဲ့လိုမျိုး content တွေကိုထိတိုက်ရင်ဆိုင်ဖို့လောက်ကြည့်တော့ I I don't have time အဲ့တော့ဘယ်ရမဆိုးကိုယ်ကကောင်းလာလုပ်မယ်ဆိုရင်တော့အနောက်ချက်တွေအရောရှိမှာပဲပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးအနောက်ချက်တွေအခက်အခဲတွေကိုကိုယ်ကဘယ်လိုညှင်းဆိုင်မလဲဆိုတာကိုကြိုးပြီးတော့လေတွေ့တာတပူလို့ရတယ် ကဲဟုတ်ပါပြီဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများကြီးမယ်လို့ပြောလင်းပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဖင်နာနဲ့ထပ်ပြီးတွေ့ကြပါမယ်ဒီနေ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ် Anyway I hope you have a wonderful rest of your day and I'm going to see you in my next video bye bye you want to achieve this year, focus on one. Okay, even I, with all of my New Year's resolutions, I split them up into months because you're just gonna over in your favor. When you figure out what you want to be consistent with, I think journaling is a great method, especially for me when I know I have to write about my.